အားလုံးပဲမင်္ဂလာပါမောင်ထွန်းသူလစ်စပွန်မတညာအပိုင်35ကျွန်တော်ကပထမတိုက်ခန်းဖောက်ဝင်တဲ့တခုတစ်ယောက်ကတက်သွားလို့တည်ရာလို့ထင်လိုက်မိနောက်တော့ Gestapo ထောင်လိုင်းရေးဖွဲ့ဝင်တယောက်တက်သွားတာဖြစ်မယ်လို့တွေးပြန်တယ်ဒါပေမဲ့ Gestapo ကသူ့နောက်လိုက်နေရမဟုတ်ဘူးကျွန်တော်နောက်ကိုလိုက်နေတာသူသိချက်ကြောင့်ပြန်ကြည့်လိုက်တော့အခန်းထဲမှာမှန်တွေနဲ့ညာဘက်ဝဆုံကလွှဲပြီးတခြားဘာပစ္စည်းမှပစ္စည်းမှမတွေ့ရဘူး အဲ့ဒီခါကျမှကျွန်တော်သဘောပေါက်လာတယ်။ကျွန်တော်သူ့ကိုပေးထားတဲ့အစိတ်ဆေးပြန်းကိုတတိယလာတယ်။ကျွန်တော်ပြန်နောင်းတော့ကသူကပျောက်သွားပြီလို့ပြောခဲ့ရမဟုတ်လား။အေးရောတခြားဘာမှမဖြစ်နိုင်ဘူး။ဒါပဲဖြစ်ရမယ်။ကျွန်တော်သူ့လောင်းနာမှာရက်ပြီးသူ့မျက်နှာကိုစိုက်ကြည့်နေမိရင်ပြီးတော့စာရေးခဲ့လို့ရေးခဲ့ညာလိုက်ရှာတယ်။တစောင်းမှမတွေ့ဘူး။စလုံးလေးတစ်လုံးတော့မှမထားခဲ့ဘူး။အဲ့ဒါဘာဖြစ်လို့လဲ။ခင်ဗျားနားလည်မနာတော့မသိဘူး။ နားလေလေတကယ်နားလေလားတကယ်ပေါ့ခမောင်းသူ့ကိုပါရမြားရေးခဲ့စီချင်တာလေတခုခုပေါ့ဒါမှမဟုတ်လေသူဒီစကားကိုအဆုံးမသက်ပေရန်ဟာနေတစုံတရာကိုတွေးတော့နေသည်နှုတ်ဆိတ်နေသည်ဟဲလင်ကသူ့အတွက်ထားခဲ့စီချင်သည်နောက်ဆုံးစကားများကိုစဉ်းစားတွေးတော့နေခြင်းလေးဖြစ်နိုင်သည်ကျွန်တော်စဉ်းစားမိသလားပြောရမယ်ဆိုရင်တော့ ကျွန်တော်ကစကားစသည်တကယ်လို့သူမသိခင်စာရေးရင်သူ့ရင်ထဲမှာခမည်းတော်ပြောချင်တာတွေကအဆမတန်များနေမှာပဲအခုလို့စာမီးပဲနေလဲချာပြီသူပြောချင်တဲ့စကားကိုပို့ပြီးထိအောင်ပြောသွားတယ်သူဒီအချိန်တော်ကြမြငိမ့်စိတ်ကောင်ကျွန်တော်စကားကိုစဉ်းစားနေလိုက်သည်ထို့နောက်ခီးတော်ဘယူရီရှိမှကတ်ထားတဲ့ကြောညာဆိုင်မုတ်ကိုခမည်းမြင်နေမဟုတ်လားတင်မော်တာမက်ဆီဇင်ကိုနောက်ထပ်24နိုင်ရွှေ့ဆိုင်လိုက်တဲ့ အဲ့ဒါကိုသာသူသိရင်တရက်လောက်တော့နေချင်နေဦးမှာကျွန်တော်ကတော့မထင်ဘူးသူကအမေရိကကိုသွားချင်တာမဟုတ်ဘူးလာဆောင်ကုလိုတက်တည်တာဖြစ်မယ်ကျွန်တော်ခေါင်းခါပြလိုက်သည်သူ့ဝင်တာကိုထက်ပြီးမခန့်စားနိုင်တဲ့အတွက်အခုလိုလုပ်သွားတာအဲ့ဒါကိုတော့ကျွန်တော်လက်မခံနိုင်ဘူးခီးထွက်နိုင်မှုအစီအပြေကမှအခုလိုကက်ပြီးဘာဆောင်လုပ်ရလဲ ဒါမှမဟုတ်လေသူ့ရောဂါစီကြောင့်အမေရိကကိုဝင်ခွင့်ရမှာမဟုတ်ဘူးလို့ထင်လို့များလားကျွန်တော်တို့အနေနဲ့ဒီပြဿနာကိုတီလူမျိုးပေါင်းရောဂါဝင်တာတန်ခံနေရတဲ့အမျိုးသမီးတယောက်ရဲ့ကိုယ်ဝန်ဆုံးဖြတ်ခွင့်တခုလို့တတ်မှတ်ထားလိုက်ကြရင်မကောင်းမေဘူးလားကျွန်တော်ကပြောသည်အဲ့ဒါဟာအကောင်းဆုံးနည်းလမ်းဖြစ်လိမ့်မယ်လို့ကျွန်တော်တို့ထင်တာပဲသူဒီကျွန်တော်မျက်နှာကိုစိုက်ကြည့်နေသည်ဘာမှတော့ပြင်မပြောပါသူအနေနဲ့သူတက်နိုင်များတော့အစွမ်းကုန်လိုက်လျောတော့ပဲမဟုတ်လား ခမရအချိုးရှိတကူတဲ့တော့လောက်သွားပြီခမရမှာဘာအညမမရှိဘူးဆိုတာလည်းသိရောသူ့ယောဂဝိနာကိုလက်မြောက်ရှုံးပြလိုက်တာပဲတကယ်လို့ကျွန်တော်ကအမေရိကသွားဖို့အရေးကိုအခုလောက်ထိလေးနဲ့ထားပြီးမလုပ်ဘူးဆိုရင်တော့ဘာဖြစ်နိုင်လဲဒီမဲမစ္စတာ6ဆအဲ့လိုခမရကအလေးနဲ့ထားပြီးမလုပ်ဖ ೇನೆ တော့ကောသူ့ယောဂကတက်တာမရလား6ဆစီခေါင်းတစ်ခါကလုံနေပြန်သည် ုဆိုရင် तू မရှိတော့ဘူးကျွန်တော်သူ့ကိုဘာလုပ်ခဲ့မိပါလဲကျွန်တော်သူ့ကိုတက်ပစ်ခဲ့သလားပြောင်းကိုလှုပ်ပေးခဲ့ရလား तू ကတော့ကျွန်တော်ကိုချစ်ရလား तू လိုတဲ့အချိန်မှာအသုံးပြနိုင်မေးဂျိုင်းနောက်တစ်ခုတတလာပေးသဘောထားခဲ့သလားကျွန်တော်အချင်းချင်းစဉ်းစားနေအဖြေမရဘူးအဖြေတစ်ခုလောက်မှမရဘူးလားဟင်မရဘူးကျွန်တော်ကိုခွင့်လွှတ်ပါဗျာ ဖြေကတော့မရှိပါဘူးဘယ်တော့မှလည်းရှိမယ်မထင်ဘူးခမ ्या ဘာတော့ခမ ्या ပြည့်ရဲ့ဖြေကလွယ်လို့တခြားဖြေရနိုင်မယ်မထင်ဘူးကျွန်တော်ခမ ्या ကိုအဖြေတခုလုံးပြောခဲ့ပြီပြီသူကပြောသည်ဘာကြောင့်လဲဆိုတော့ကျွန်တော်သိချင်တာလေးရှိလို့ပါကျွန်တော်ဘွားဟာဘယ်လိုဘွားမျိုးလဲအထိပယ်ကင်းမင်းရဲ့ဘွားလားအသုံးမကျတဲ့လူတယောက်ရဲ့ဘွားမျိုးလားဒါမှမဟုတ်လေလူသားသမားတယောက်ရဲ့ဘွားမျိုးလားကျွန်တော်လည်းမသိဘူးကျွန်တော်ကပြန်ပြောသည် ဒါပေမဲ့ခမောင်းကြိုက်မေမကြိုက်ဘူးဆိုတော့ကျွန်တော်မသိဘူးခမောင်းရဲ့ဘဝဟာချင်းမြတ်ကြီးရဲ့လူတယောက်ရဲ့ဘဝပဲတနာကျင်နာမှုအားကြီးရဲ့လူတယောက်ရဲ့ဘဝပဲအဲ့ဒါဆိုမလုံလောက်သေးဘူးလားတကယ်ပဲလားဗျာအခုကြတော့ကောအဲ့ဒီဘဝမျိုးဟုတ်သေးရဲ့လားခမောင်းအသက်ရှင်နေတဲ့မြတ်ကာလပတ်လုံးအဲ့ဒီဘဝပဲဖြစ်နေမှာပါကျွန်တော်ယနေ့နိုင်ကင်းအောင်နေတော့သံသရာစိတ်ကြောင့်ထူးဆန်းသောခံစားမှုတစ်ခုဝင်လာသည်ဒီလူပါကိုရကျင်နေရပါလေ ူ၏အတိတ်ဘဝစကြောင်းကိုသူ့နိုင်ငံကိုလည်းမဆောင်နဲ့အတူကျွန်တော်ဟာအမွေပြေးခြင်းနေသလားသူကိုသူသက်သေဖို့များစီစဉ်နေလေသလားဒီဘဝကိုဘာကြောင့်သိခြင်းနေရလဲကျွန်တော်ကမေးသည်ခမရအသက်ရှင်နေဦးမှာဆိုတော့ဒီစိတ်နဲ့ဒီဘဝကိုရှင်သန်အောင်ဆက်ပြီးတိဆောက်တော့ပါမစ္စတာချာဝစ်ကျွန်တော်ကိုကျွန်တော်တတ်မသိပါဘူးချာဝစ်ကတင်းငင်းအေးဆေးသောလေတံဖြင့်ပြောသည် ကျွန်တော်ကိုရံပြွနိုင်မင်းဟိုကတ်စတာပေါ်ရရှိမိမက်ရှာကောင်မတည်သေးဘူးဆိုတာသိနေပြီမေလေကိုကိုကိုတော့မတက်ဘူးဒါပေမဲ့ကျွန်တော်အနေနဲ့မှန့်ညံ့ကိုတော့ဖျက်ဆီးပြဖို့အားထုတ်ရလိမ့်မယ်တစားစီဖြစ်တော့အောင်ဝါပြစ်မှဖြစ်မယ်ရော့နေတော့အောင်လှုပ်ပြရလိမ့်မယ်ရင်မသွောင်းအောင်ကြိုးစားမှဖြစ်မယ်အဲ့လိုဖြစ်နေရှင်တန်နေရဲ့မှန့်ညံ့နေတူတူနေသွားနိုင်မှုအားထုတ်ရလိမ့်မယ်ဒီရလောက်ကစပြီးနောက်တစ်ပတ်လောက်ကြာရင်တော့အခုခမည်းကိုပြပြခဲ့တဲ့ဇလန်ကို ခုလိုစီကပကုန်းနေစစ်စစ်ဆက်ဆက်ပြော့ပြနေမှာမဟုတ်တော့ဘူးလို့ထင်တာပဲအဲ့ဒါမှလေကျွန်တော်အသက်ရှင်လို့ဖြစ်မှာမဟုတ်လားဒီချက်ကြောင့်လေကျွန်တော်ကခမားကိုစိတ်ရှိလက်ရှိနားထောင်မှုတိုက်တွန်းခဲ့မိရပါရုတ်တရက်သူ့မျက်နှာသည်ညှို့ငင်သွားသည်အိတ်ကထင်မှာနိုင်ငံကုလက်မှတ်စောင်းနှုတ်ကိုဆက်ထုတ်ကကျွန်တော်ရှင်းနိုင်ချပီးသည်ဒီထက်မှဟယ်လင်းစောင်းလဲပါတယ်လက်မှတ်တွေကတော့ခမားကိုပေးခဲ့ပြီးပြီ အမေရိကန်ပြည်ဝခွင့်ဗီဇာတွေလည်းရှိနေပြီနှစ်ယောက်စာအကုန်ပြည့်စုံနေပြီ။ သူ၏ညွန့်ငင်နေသောမျက်နှာပေါ်တွင်အပြုံးရိပ်ထင်လာသည်ထို့နောက်ငြိမ်စိတ်နေသည်ကျွန်တော်နိုင်ငံကူးလက်မှတ်များကိုမဆက်ဟောင်းသောဖြင့်ညည်ကြည့်မိသည်ကျွန်တော်သည်ကိုယ်စိတ်ကိုတနေသည်များထင်း၍မိကုန်းတစ်ခုကိုမေးနိုင်အောင်အားထုတ်ပါသည်ခမည်းအနေနဲ့ဒါတွေကိုတကယ်ပဲမလိုတော့ဘူးလားဒီဟာတစ်ခုစားခမည်းနိုင်ငံကူးလက်မှတ်ကိုအလဲအလဲသဘောနဲ့ထားခဲ့ဖို့လိုလိမ့်မယ်ကျွန်တော်တို့အတွက်တရက်နှစ်ရက်လောက်သုံးအောင်မယ် နေဆက်ဖြတ်ဖို့ကိစ္စတော့ပါကျွန်တော်သူ့အောင်နားမလည်နိုင်သည့်မျက်နှာဖြင့်စိုက်ကြည့်နေမိသည်ပြင်သစ် foreign legion တပ်ဟာနိုင်ငံခြားသောမောင်းဆောင်နဲ့ဖွဲ့ထားတဲ့တပ်ဆိုတာခင်ဗျားလည်းသိနေရပြီအိတ်တက်ကိုဝင်ရင်နိုင်ငံကူးလက်မမလို့စစ်ပေးဒုက္ခသည်တွေကိုလည်းလက်ခံတာပဲဟိုမိမရှာကောင်းလို့လူတိုင်းလူယုတ်တီဒီဝါလောကကြီးရဲ့မှာရှိနေတဲ့မြန်ကာလာပဲလို့ကုကုကိုသက်သေးရဲ့လူဟောင်းပြမှုတခုကျူးလွန်တာပဲလို့ကျွန်တော်ထင်တယ် ဘဝကိုပန်းဆောင်အဲ့ဒါလိုအဆုံးသတ်အောင်ပါလေအဲလူရန်လူရုပ်တွေကိုတိုက်ရင်ဘဝကိုအသုံးချအောင်ပါပေါ့ကျွန်တော်ဤကဲထဲမှာနိုင်ငံကူးလက်မှတ်ကိုထုတ်ယူသူ့အောင်ပြလိုက်သည်ကျွန်တော်ခမားကိုကျေးဇူးတင်ပါတယ်တိတ်ကိုကျေးဇူးတင်ပါတယ်မစ္စတာချာဝေးစ်ကျွန်တော်လက်ထဲမှာငွေလေးတို့များများ ရှိနေသည်ကျွန်တော်မှတိတ်ပြီးသုံးစရာမလိုတော့ဘူးချာဝေးစ်ကသူ့လက်ပတ်နာရီကိုတချံငုံကြည့်သည်ကျွန်တော်တို့တခုလောက်တော့ကူညီပါ နောက်နိုင်ဝလောက်တင်မှာသူတို့ဟယ်လင်လောင်းကိုလာအောင်ကြလိမ့်မယ်ကျွန်တော်နဲ့ခဏလောက်လိုက်ခစ်ပြီးပါလားကောင်းပါပြီဗျာလိုက်ခစ်ပါမယ်ချက်ဝစ်ကစတော့ခါကြာတဲ့ငွေရှင်ပြီးသည်ကျွန်တော်တို့နေအောင်စူညာလှောက်ရှားနေသောနနက်ခင်းအတွင်းသို့တိုးဝင်ကြသည်အပြင်ဘက်တာဂတ်စီပြင်ပေါ်ရက်ထားသည့်အဖြစ်ရောတင်မော်လီတင်းငင်းငင်းလှောက်ရှားလျက်ရှိနေသည်ကိုမြင်ရသည်ကျွန်တော်သည်အခန်းထဲတွင်ချက်ဝစ်စီပြင်၌ကဲ့၍ရန်နေသည် မှန်ပေါင်းများမှာအခုချိန်ထိတိုးလို့တွဲလောင်းကြလက်ပင်ရှိနေသည်သည်မှန်ဝဲများကိုမူရှင်းလင်းတုတ်တင်ပြီးပြီဖြင့်မင်းညကကျွန်တော်သူနဲ့အတူတူနေစစ်နေမဟုတ်လားချက်ဝစ်ကမေးသည်ခမည်းသူနဲ့အတူတူနေခဲ့တာပါပဲချက်ဝစ်စင်အမျိုးသမီးသည်လူသေးတို့ထုံးစံတိုင်းခေါင်းနဲ့နှာလှည့်လောင်းနေသည်သူမျက်နှာသည်ကျွန်တော်တို့နဲ့အတိုင်းအဆမသိနိုင်တော့အောင်အလန်းကွာနေသည်နေရှိသည်သူပပက်လေးမအရာရာတိုင်းဒီသူနဲ့မသက်ဆိုင်မပသက်တည်နေဖြစ်သည် ချာဝစ်နေရောကျွန်တော်နဲ့ပါဆက်ဆက်ပတ်သက်ခြင်းမရှိသည့်အနေထားဖြစ်သည်တကယ်တော့ခေါင်းထဲ၌ရှိနေသူသည် လူမဟုတ်ရုပ်ထုတစ်ခုများသာဖြစ်သည် သူအသက်ရှင်နေစဉ်ကသူဘလို့လှုပ်ရှားပြုမူခဲ့သည်ကိုကောင်းစွာသိနိုင်မြင်နိုင်သူမှာချာဝစ်ဦးရဲသာရှိပါသည်မလေးကမှရောက်လာတဲ့စာရှိသည်ချာဝစ်ကပြောသည် သူသည်အန်ဆက်တစ်ခုတွင်မှစာများကိုထုတ်ယူကကျွန်တော်ထံလှမ်းပေးသည်ကျွန်တော်မဖတ်ရသေးဘူး ခမည်းပဲယူသွားပါတော့ကျွန်တော်ကစာမျက်ကိုလှမ်းယူကခေါင်းထဲသို့တွားထက်လိုက်မည်ဟုစိတ်ကူးလိုက်သည်ထို့နောက်ပိုးရေးကောင်းသောနီတီနီကို တွေးမိသည် ချက်ဝစီဤစာမျက်ကိုသူ့မိမနှင့်ပေါသောစီချင်သည့်လက္ခဏာမရှိသူကူရန်လေဤစာမျက်ကိုဖြည့်ဆည်းပြခြင်းမို့မရဘောက်ကြောင့်နီသူ့မိမပိုင်ဆိုင်သောစာမျက်ဖြစ်နေခြင်းကြောင့်ဖြစ်ပေလိမ့်မည်ကျွန်တော်ယူသွားမယ်ပြပြောဆိုဆိုပြီးကျွန်တော်ဒီစာမျက်ကိုအိတ်ခက်ထည့်ထည့်လိုက်သည် တကယ်တော့ဤစားအလုံးဒီပန်ရှင်ကင်းမဲ့တော်သည့်အတွက်အသေးပဲမရှိတော့သလိုဖြစ်သွားကလေးပြီဒါရီယာလက်ကားတွေပါကျွန်တော်လည်းတည်နေတယ်သူကျွန်တော်ပေါ်တစ္ဆာရှိချောင်ပြချင်လို့လို့ဒီစားတွေကိုအလကားဟာတွေပါလို့ပြောခဲ့ဘူးလေရေးစရာတော့မဟုတ်သေးပါဘူးကျွန်တော်ကဟန်လိုက်သည်သူ့ကိုအေးစစ်စစ်ပဲရှိပါစီတော့ဘာမှထက်ပြီးပြောမဆိုနေနေတော့သူခမ ्या ကိုချစ်တယ်သူနေနေသမျှအချိန်ထိခမ ्या နဲ့လက်တွဲမဖြုတ်ပေး နေသွားတယ်။ဒါဆိုလုံလောက်နေပြီ။သူကကောင်းကျင်သည်။ယုတ်ဒီရဲ့သူ့မူရသည်အာရင်ကုန်ခန်းသွားသူတူလို့ဖြစ်နေသည်။ကျွန်တော်သိချင်နေရဒါပဲ။အခန်းထဲတွင်အလုံးပူသည်။လူသည်စုရှသောနဲ့ရှင်ကောင်းများတောက်လောင်နေစေဖျောင်းနိုင်များနဲ့အပြင်းမမှနေဘူးရှင်။ကျွန်တော်ကမြို့သူမီတယောက်ကကူညီတယ်။ဒီနိုင်ငံမှာဆိုတော့လောကကန်တာမလွယ်ဘူး။ဆရာဝန်နဲ့ပလိတ်လာကြည့်ရင်သူ့အလောင်းကိုယူသွားကြတယ် မင်းညာကမှပြန်လာတာအလောင်းကိုခွဲစစ်စစ်ကြတာဘာကြောင့်ဒီလဲဆိုတဲ့အကြောင်းရင်းကိုရှာကြည့်ကြပါလေချက်ဝစ်ကစိတ်မကောင်းသည့်မျက်နှာထားပြီးကျွန်တော်အားစိုက်ကြည့်နေသည်သူ့ကိုစိတ်ပိုင်းတချို့မရှိတော့ဘူးတဲ့သူ့အလောင်းထုတ်ထားတဲ့အဝတ်တွေကိုမဖြေပါနဲ့တဲ့အလောင်းတက်မြေသူများရောက်လာသည်ခေါင်းဖုံး၍အသေးပေးလိုက်သည် ချက်ဝစ်စီတတိလက်ပြီးလဲကြအောင်မလို့ဖြစ်လာသည်ကျွန်တော်ခမည်းနဲ့လိုက်ခဲ့မယ် တုတ်တန်နဲ့ချက်ဝဲဆုတ်တိုက်ခန့်သည်မဝေးလာပါနနေခင်သည် ကြည်လင်သားလေးရှိပါသည်လေကလည်းအေးသသာကလေးတိုက်ခက်လေးရှိသည်ချက်ဝဲစီတုတ်တန်နေ၌မတည့်ရနေသည်သူပုံမှန်သည် အပြောကျလာသောမိုးကောင်းကြီးချောင်း၌အပေခံအထီးကျန်သမားတူနေတူနေသည်ခမောင်းခန့်အောင်ပြန်ချင်လားပြန်ချင်မူသူသည် သူ့လက်ဆက်တတော်ကို တခါရဲတည်လာခဲ့ပြီးဖြစ်နိုင်ငံကူးလက်မှတ်တွေကို ချစ်ချက်နဲ့နာပြင့်ပြင့်ပေးနေတဲ့လူမရှိဘူးလားရှိရဲ့ဂရီဂိုရက်စ်ပေါ့သူပြီးခဲ့တဲ့အပတ်ထဲကဒီကိုရောက်လာသေးတယ်ကျွန်တော်တို့ဂရီဂိုရက်စီတို့အတူတူသွားကြသည်ချက်ဝစ်ယူသွားမြည်ကျွန်တော်နိုင်ငံကူလက်မှတ်ကိုသူ့အောင်အပ်သည်ဂရီဂိုရက်စ်ကလှင်မြန်စွာပင်ပြင့်ပြင့်ပြောင်းလဲပေးသည်ဒီကြိမ်ထောက်ရသည်မှာတိတ်ပြီးအသေးစိတ်စရာမလို့သဖြင့်အချိန်မကြာလိုက်ပါချက်ဝေးစီလက်ထဲတွင် foreign legion တပ်ဝင်ခွင့်ရရှိရေးအတွက် တသောစုဆောင်ရေးဖွဲ့မှထုတ်ပေးလိုက်တော့ကက်ပြားတစ်ခုရထားပြီနိုင်ငံကူးလက်မှတ်ကိုကြာကြာသုံးရန်လိုအပ်တော့မည်မဟုတ်နေဆက်ဖြက်ကူးရန်အတွက်တော့အထုံးပြုတော်မည်ဖြစ်သည် Foreign Legion တက်စကန်တို့ရောက်သည့်နေ့တပြိုင်နက်နိုင်ငံကူးလက်မှတ်ကိုလွှတ်ပစ်လိုက်ရန်သာရှိသည် Legion တက်သည်တသောတယောက်၏အတိတ်ကိုစိတ်ဝင်စားခြင်းမရှိကြပါခမားလစ်ဝန်ခေါ်လာရဲကောင်းလို့ရောဘာဖြစ်သွားလဲကျွန်တော်ကမေးသည်သူ့ဦးလေးကသူ့ကိုမုံနေတယ် ဒါပေမဲ့ကောင်းလေးကတော့ပြောနေရှာတယ်။သူကတော့ဒစိန်တရံဆန်နေမုန်းတာထက်ဆွေမျိုးတယောက်ရဲ့အမိုးကိုခံရတာကအများကြီးကောင်းတယ်လို့တွေးရှာတယ်။ယခုချိန်တွင်ကျွန်တော်နဲ့မင်းနဲ့ဖြစ်သွားသည့်ချက်ဝက်စာစိတ်ဝင်စားကြည်နေမိသည်။ခမရကံကောင်းပါစေလို့ကျွန်တော်ဆုတောင်းတယ်။သူဟာချက်ဝက်စုမခေါ်မီရင်အထူးသတိထားသည်။ကျွန်တော်ကသူ့အားစကားထပ်ပြောရင်အားထုတ်ကြည့်သည်။နောက်ထပ်ပြောစရာစကားရှာမရတော့ပါ။ကျွန်တော်ခမရနေနောက်ထပ်တွေ့ရမှာမဟုတ်တော့ဘူး။ သူကပြောသည်ကျွန်တော်ကခမယောကိုနောက်တစ်ချိန်တွေ့ကြအောင်ကျွန်တော်စကားရီအများကြီးပြောခဲ့မိရင်လမ်းမအတိုင်းလျှောက်သွားနေသည်သူအောင်ကျွန်တော်ရက်ရွေကြည်နေမိသည်လက်တစ်ဖက်သည်သူ့လက်ဆက်တောက်ကိုဆွဲထားသည်တနာဆက်ကောင်းသည်ရုပ်ပုံလောင်တစ်ခုဖြစ်၏ကျွန်တော်ထံတွင်ကျွန်တော်မိမ၏ password ရတဲ့ပုံတစ်ပုံရှိသည်ထိုချင်းခါက password ရတဲ့ပုံများလက်ထဲတွင်အစင်းသိရှိထားဖို့လိုအပ်သည်မဟုတ်လား ဂရီဂိုရက်စီချက်ချင်းပင်သူ့လုပ်ငန်းကိုစသည်ကျွန်တော်သူ့နားမှာမခွာပါနိုင်ငံကူလက်မှတ်နှဆောင်မျက်စိအောင်မှာအပြောင်မခံဝင်ပါမုန်းတဲ့ချိန်တွင်နှစ်ခုစလုံးပြီးသွားသည်ကျွန်တော်ချက်ချင်းပင်ကျွန်တော်တို့ပေါ်အောင်နေဒီနေရာသို့ပြန်လာခဲ့သည်ရူဒီဗရင်းမောင်နာတွင်ထိုင်ကဝင်းချန်တွင်၌ရှိနေကြသည်တင်္ဃာသည်များ၏တာသည်များကိုကြည်နေသည်ဘာလဲရှင်ရှောင်းလာမှာမဟုတ်လားကျွန်တော်တကားဝရောက်တွင်သူကစီရီမေးသည် ကျွန်တော်ကနိုင်ငံကူးလက်မှတ်များကိုထောင်းပြလိုက်သည်ကျွန်တော်မနေ့ပြန်ထွက်ကြမည်နံမရီ ပြောင်းကြမည်နံမရီကတခုနဲ့တခုမတူစားအမေကရောက်ရင်ထပ်မံ၍လက်ထပ်ကြအောင်မည်လူတတ်မှုအတွက်အလိုရှိနေသော လူပြောင်းနံမရီကိုကျွန်တော်ယူရမှာပါလားဟုသောအထွေသည် ယခုချိန်ထိကျွန်တော်ကောင်းတဲ့သို့ဝင်းမလာပါနောက်တနေ့မနေ့မွန်လဲပိုင်းတွင် ကျွန်တော်တို့တင်မောထွက်ကြသည် အမေရိကတို့အခက်အခဲမရှိပေချွတ်ချွတ်မော်မော်ရောက်သွားကြသည်တော်တော်လေးတချင်ကချစ်သူနူပိုင်ဆိုင်ကြသည်နိုင်ငံကုလမတ်များသည်ကျွန်တော်တို့အားကံတက်စီခဲ့ပါအမေရိကတို့ရောက်ပြီး6လခန့်ကြာတွင်ရုကကျွန်တော်အားခွာရှင်းခဲ့သည်ရှင်ခွာရှင်းပြဆဲမှုကိုတရားဝင်ဖြစ်စီရန်အတွက်ပထမဦးစွာကျွန်တော်တို့ဒုတိယအကြိမ်လက်ထပ်ခဲ့ကြသည် နောက်ပိုင်းတွင်ရုသည်အမေရိကန်တတိယတယောက်နှင့်လက်ထပ်သည်ထို့သည်ကကျွန်တော်အားချက်ဝစ်ဖြစ်ပါသည်ဟုတရားရုံးတွင်ကြံ့ကျင်၍အောက်မခံခဲ့သည် ကျွန်တော်ဒုတိယအကြိမ်လက်ထပ်တိခါသူသည်သရုပ်သားရံဖြင့်ဆောင်ရွက်ပေးခဲ့သည်လက်ထပ်ပြီးတပတ်မြောက်ကြာတွင်ကျွန်တော်လင်များသည်မက္ကဆီကိုနိုင်ငံ၌ကိုအရှင်ပြစ်ဆဲခဲ့သည်စီဂျီပီဒီတီကျွန်တော်ဒီအမေရိက၌ပင်နေခဲ့သည်ထူးဆန်းသည်မှာကျွန်တော်ပကြီးရေးဆက်ခြင်းနှင့်ဝါသနာပါလာခြင်းဖြစ်သည်တည်ဆုံးသွားပြီဖြစ်သောချက်ဝစ်စီအမွေများလားကျွန်တော်အနေဖြင့်ယခုချိန်ထိအသက်ရှင်နေကောင်းရှည်ုံမြင့်ဖြစ်သောအချမ်းချဝစ်ကိုလည်း မချခနာတတိယနေမိသည်ဤချက်ဝစ်စနေယောက်သည်တစီတရေမှတဖွေကျွန်တော်စိတ်တွင်ညှိတွင်နေသည်ဟုထင်မိပါသည် ထိုသွေးသည်အဓိပ္ပာယ်မရှိဟု ကျွန်တော်ထင်ပါသည်သူတစီလီကျွန်တော်အပေါ်၌ဩဇာညောင်းနေသည်ဟုသောအချက်ကိုမူကျွန်တော်လက်ခံရမလို့ဖြစ်နေသည် နောက်ဆုံးတွင် ကျွန်တော်သည်ပကြီးကားရောက်ဆိုင်တိုင်းတိုင်းအလုပ်ရသည်ကျွန်တော်အခန်းတွင်လေဒီဘက်စီပကြီးကားမိတ်ဒူများခြေဆွထားသည် ထုတ်ပကြီးကားများကိုကျွန်တော်တဖြည်းဖြည်းနဲ့အလွန် အမင်းနှစ်သက်လက်ခံလာမိသည်ကျွန်တော်နေဖြင့်လူသေးကောင်ဖြစ်သောမြင်ခဲရသောဟဲလင်းကိုပင်မကြောက်ခနာသတိရမိသည်တခါတရံအခန်းထဲ၌ကျွန်တော်တယောက်ထဲရှိနေသည့်ကောင်ဟဲလင်းကိုအိမ်မက်မက်ခဲရသည်ပင်လယ်ပြင်သို့တမောထွက်ဆောင်ပထမညကကျွန်တော်ဒီဟဲလင်းစာမျက်ကိုနှုတ်ပြခဲ့သည်စာမျက်ကိုကျွန်တော်လုံးဝမဖတ်ခဲ့ပါဘူး လုံမပြင်းမီကကျွန်တော်ဒီစားရီတစ်လုံးနဲ့မှခက်မမာရဝိထုသေးသေးလေးတခုကိုလက်ဖြင့်ဆန်းခဲ့မိသည်။မောင်နှင်းမဝင်ထုတ်ပစ္စည်းလေးကိုထုတ်ယူခဲ့သည်။နောက်ပိုင်းမိရအောင်နိုင် ထုတ်ကြည့်လိုက်သည့်အခါပရင်းကြောက်တုံးကလေးဖြစ်သည်။ကျွန်တော်ဒီထုတ်ပရင်းကြောက်တုံးကလေးကိုတိမ်ထားသည်။စစ်ကြီးပြီးဆုံးသွားသည့်အခါကျွန်တော်ဥရောပသို့ပြန်ခဲ့သည်။ကျွန်တော်၏ကိုယ်ပိုင်နာမည်၌ပြင်နေရဖို့အတွက်အားထုတ်ရနိုင်အခက်အခဲအနေငယ်တွေ့ရသည်။ ချာဝစ်နိုင်ငံကူးလက်မှတ်ကိုမူနေဆက်ဖြစ်ပြသည့်ရုရှားတရားအောင်ပြေးလိုက်သည်နိုင်ငံမှာထပ်ပြေးနေကြသည့်ဒုက္ခသည်မျိုးစောင်းလှိုင်းလုံးတဲ့တကူသည်အစပြူလာပြန်ပြီချာဝစ်နေပတ်သက်ရမူကျွန်တော်နောက်ထပ်ဘာသတင်းမှမကြားရတော့ပါကျွန်တော်ကိုယ်တိုင်ဂျာမနီအော့စနာဘရက်မျိုးတို့တစ်ခေါက်ရောက်သွားခဲ့သည်ချာဝစ်အကြောင်းကိုကျွန်တော်စုံစမ်းသည်သူ့နာမည်ရင်းကိုမူကျွန်တော်မိသွားပြီအော့စနာဘရက်မျိုးသည်ပြည့်စည်ပုံများနဲ့ပြည်နေသည် မိသူများသူ့အကြောင်းကိုမကြကြဟုသိရနီမိသူကမှလေသူ့ဘော်ကိုစိတ်ဝင်စားကြပါကျွန်တော်ဘူရာတို့ပြန်လာသည့်အခါကျွန်တော်ရှင်မသွားနေသူတို့အားသူ့ဟုထင်မိသည် ကျွန်တော်သူ့ကို ကောင်းဆောင်မှတ်မိသည်ဟုမိမိကိုယ်ကိုယုံကြည်နေသည်မဟုတ်ပါလားကျွန်တော်ထုတ်လူနောက်သို့ဖြည့်လိုက်သွားသည်တိုးတော်လေးထုတ်လူသည် စားလိုက်စားရည်တယောက်ဖြစ်နေသည် သူ့မိသည်ဂျန်စင်ဖြစ်၍သူ့တွင် သားသမီး၃ယောက်ရှိသည်ဟု ပြောပါသည်မောင်ထွန်းသူဇလံလေးကိုအဆုံးထိအာပိနာတော်နာတော်တော်စင်ပြီးကြရဲ့တို့ကကကများကိုကျေးဇူးအထူးတင်ရှိပါရခင်ဗျာမင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါစေ thank you